ဂျပန်နိုင်ငံမှာဒီကနေ့မနက်ပိုင်းကနှင်းထုပြိုကျခဲ့မှုဖြစ်စဉ်ကြောင့်တောင်တက်ခီးစမလိုက်ပါလာတဲ့အထက်တန်းကျောင်းသားရှိဦးတေဆုံးခဲ့ပြီး30ကျော်ထိခိုက်ဒဏ်ရာခဲ့လို့သိရပါဗျ။တိုချီကီစီယင်စုအတွင်းကနှင်းလျှောစီးတဲ့တောင်ဆောင်ပေါ်မှာနှင်းထုတွေပြိုကျခဲ့ခြင်းဖြစ်ပြီးအခင်းဖြစ်ပြီးနောက်ပိုင်းတပ်ဖွဲ့ဝင်တရာကျော်ကိုဆစ်လို့ပြီးကယ်ဆယ်ရေးတွေလုံဆောင်ခဲ့လို့သိရပါဗျ။ က်တန်းကျောင်းခုနှစ်ကျောင်းမှကျောင်းသားကျောင်းသူ52ဦးနဲ့ဆရာဆရာမ71ဦးပါတဲ့အဖွဲ့ဟာတဝက်ကြာတောင်နဲ့ခီးထွက်လာချိန်မှာဒီလိုဖြစ်ပွားခဲ့တာဖြစ်တယ်လို့အာနာပိုင်တွေကပြောပါတယ်။တူချိုမြောက်ပိုင်းဒေသမှာမတ်လ26ရက်နေ့မှ28ရက်နေ့အထိနှင်းအလွန်မင်းကြဆင်းတာနှင်းထုတွေပြိုကျတာတွေဖြစ်နိုင်တယ်လို့သတိပေးချက်တွေထုတ်ထားခဲ့ပြီးဖြစ်ပါတယ်။စီရင်စုမအရာရှိတဦးကကျောင်းသားရှိဦးထဲမှာအများစုကအိုတာဝါရာအထက်တန်းကျောင်းမှဖြစ်ပြီးသူတို့ကိုရှာတွေ့ချိန်မှာအသက်မရှိကြတော့ဘူးလို့ AFP သတင်းဌာနကိုပြောပါရယ် ကျူတိုသတင်းဌာနထုတ်ပြန်ချက်အရဒဏ်ရာရသူမှာ30ကျော်ဖြစ်ပြီးဆရာဆီယာမဘယ်နှဦးပါတယ်ဆိုတာကိုတော့မသိသေးဘူးလို့အရာရှိတွေအဆိုအရသိရပါတယ်ရှာဒီဥသူကြောင့်နှင်းလျှောစီအပန်းဖြေစကန်ကိုပိတ်ထားခဲ့တာဖြစ်ပေမဲ့အထက်တန်းကျောင်းရဲ့တောင်တက်ခီးစင်တွေအတွက်ကိုတော့စကန်ကခွင့်ပြုပေးထားတယ်လို့ AFP သတင်းမှာဖော်ပြထားပါတယ်။